ြစည်းမပြည်သက်များလုံးမဲ့မင်္ဂလာပါမတ်လ18ရက်နေ့ညခေါရနာရီတမြစည်းမပရိုင်တိုင်းမြစည်းမပင်မသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့မတ်လအတွင်းအတင်းအဓမ္မစစ်မှုတန်းစုဆောင် ခံရသူ23ထပ်မင်းရှေ့တန်းမှာလင်းဝင်တဲ့သတင်းအင်းတော်ပို့မဲ့စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ PDF တိုက်ခိုက်ရမှာတိတ်ဆုံးသူများတဲ့သတင်းရန်ကုန်အပါအဝင် တိုင်းနယ်ပြည်နယ်ခုနှစ်ခုမှာနေအပူချိန်ပုံမှန်ထက်မြင့်တက်နိုင်တဲ့အကြောင်းနဲ့ ယူကရိန်းအရေးထရန့်နဲ့ပူတင်အခုတစ်ပတ်အတွင်းဆွေးနွေးမယ်ဆိုတော့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါမက်ရှလာအတွင်းအတင်းအဓမ္မစစ်မှုထမ်းခံရသူ23ထံမှနေရှေ့တန်းမှာအလင်းဝင်တဲ့သတင်းနဲ့ဆက်လက်အောင်ပါ စစ်ကောင်စီရဲ့အတင်းအဓမ္မအင်အားစုဆောင်ခံရမှုပေါ်တာဆွဲခံရမှုတွေကြောင့်မိမိတဘောဆန္ဒမပါဘဲစစ်မှုထမ်းတင်တန်းတက်ရောက်ရကရှေ့တန်းစစ်မီပြင်ကိုရောက်ရှိလာတဲ့တပ်သား23ဦးဟာအခုမတ်လပထမလဝက်အတွင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့ချိတ်ဆက်လို့အလင်းဝင်ရောက်လာခဲ့ကြတယ်လို့သက်ဆိုင်ရာ PDF တပ်ရင်းတွေစီကသိရပါဗျာအဲ့ဒီ23ဦးဟာမြစည်းမကစူဆောင်းရရှိအတီးပြူထားတဲ့အချက်လက်တွေသာဖြစ်ပြီးမြေပြင်မှာတော့အခုထပ်ပုံမှုများနိုင်ပါတယ် မတ်လ16ရက်နေ့မှာညောင်ကျိုးစစ်ကောင်စီစခန်းကတပ်သားတို့သူတို့ထံအလင်းဝင်လာခဲ့တယ်လို့အုပ်ဖို့မြောက်ပျောက်ကြားတပ်ဖွဲ့ကောင်းဆောင်ကိုဒေဝါကပြောပါရယ်မတ်လ15ရက်နေ့မှာလည်းအင်းမမျိုးအခြေဆိုင်တပ်မ66ကတပ်သား2ဦးဟာဘကိုးတိုင်း PDF နက်စစ်တီတပ်ဖွဲ့စီကို၎င်းမတ်လ23ရက်နေ့မှာခလာရ253ကတပ်သား2ဦးဟာတရအူးပကဖာစီ၎င်းအတိအကျချိတ်ဆက်အလင်းဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ အော်ဒါဆွဲခံရပြီးတင်နန်းနှခါတက်ရတယ်ပြောပါရယ်အခုအလင်းဝင်လာတဲ့တိုက်ပွဲကပထမဆုံးတိုက်ပွဲပါတယ်ပေါ်ဒါဆွဲခံရပြီး၈လကျော်အကြာမှာရှေ့တန်းပို့ခံရတာပါတယ်လို့တရဝူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်စီအလင်းဝင်လာတဲ့တပ်သား၂ဦးအကြောင်းကိုပကဖတာဝန်ရှိသူကပြောပါရယ်ပြည်သူကိုမျက်နှာမူပြီးအတတ်နိုင်ဆုံးယုံထွက်ခဲ့ကြပါပြည်သူတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ပြည်သူရင်ခွင်ကအမြဲကြိုဆိုလျက်ရှိပါတယ်လို့လည်းတရုံမြို့နယ်ပကဖတာဝန်ရှိသူကဆိုပါတယ် အခုလိုဘော်တာဆွဲပြီးအာရမခေါ်ဆောင်ခံရပြီးတဲ့နောက်စစ်မှုထမ်းတင်တန်းတက်ရောက်ကြရသူတွေရှေ့တန်းကိုပို့ဆောင်ခံရသူတွေအနေနဲ့ပြည်သူ့ကာကွယ်တပ်တွေနဲ့ချိတ်ဆက်လို့လင်းဝင်ရောက်လို့ရင်ချိတ်ဆက်ခေါ်ဆောင်ပေးမှာဖြစ်ကြောင်းလဲဘကိုးတိုင်းတော်လှန်ရေးတပ်ဖွဲ့အင်အားစုတွေကပြောဆိုထားပါတယ်စစ်ကောင်စီဟာ2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့ပြီးအခုမတ်လမှာတော့တင်နန်းအပတ်စဉ်7ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ စစ်ကောင်စီရဲ့စစ်မှုထမ်းအပတ်စဉ်တက်ကနေ30အတွင်းအရသာပြည်သူလူငယ်12655ဦးကိုစစ်ကောင်စီကဖမ်းဆီးခဲ့တယ်လို့ Spring Revolution Database SRD ကဖေဖော်ဝါရီလအတွင်းမှာအစီရင်ခံစာထုတ်ပြန်ထားပါတယ်။အဲ့ဒီအထက်မှာနေကင်းအချိန်ဖန်းစည်းခံရသူ1469ဦးရှိခဲ့ပြီးညအချိန်မှာဖန်းစည်းခံရသူဟာ1158ဦးရှိခဲ့တယ်လို့အဲ့ဒီအစိုးရခန်းစာမှာဖော်ပြထားပါတယ်ခင်ဗျာ အင်းတော်ကိုပို့မဲ့စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ PDF တိုက်ခိုက်မှုတေဆုံးသူများတဲ့တဲ့နဲ့ဆက်ရအောင်ပါစကိုင်းတိုင်းကတာမြို့နယ်ဘက်ကနေအင်းတော်မြို့နယ်ဘက်ကိုစစ်ကူထွက်ခွာလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုမတ်လ15ရက်နဲ့16ရက်နေ့တွေမှာကချင်လွတ်လပ်ရေးတပ် KIA နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်ရမှာစစ်ကောင်စီတပ်ဖက်ကတေဆုံးသူများပြားခဲ့တယ်လို့ KIA စီရင်ရေးတရင်မြစ်ကမျိုးစီမာကိုပြောပါရယ် စကားစားစစ်တပ်ဖက်ကနေအယောက်40တည်တဲ့26ယောက်ကိုအရှင်ဖမ်းမိထားဒဏ်ရာရသူများပြီးစစ်ကြောင်းတစ်ကြောင်းလုံးဖွဲ့စည်းပုံပြက်ကတားဘက်ကိုပြန်ဆုတ်ခွာသွားတဲ့လက်နက်ခဲယမ်းအများအများကို KIA ပူးပေါင်းတပ်ဖွဲ့တွေကတိမ်းရထားပါတယ်လို့ KIA စီးရီးသတင်းမြစ်ကပြောပါတယ်စစ်ကောင်စီတပ်သားတွေရဲ့တေဆုံးမှုအရေးအတွက်နဲ့ပတ်သက်လို့တော့မြစည်းမကတိကျအတည်ပြုနိုင်တာမရှိသေးပါဘူး KIA သတင်းမြစ်ကပေးပို့လာတဲ့တိုက်ပွဲမှတ်တမ်းတပ်ပုံတွေအတွင်းမှာစစ်ကောင်စီတပ်ဝစ်စုံဝစ်စင်ထားသူတွေတိတ်ဆုံးနေကြတာကိုတော့မြင်တွေ့ရပါတယ်။စကိုင်းတိုင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတင်းမြစ်တခုကလည်းအဲ့ဒီဖြစ်စဉ်မှန်ကန်ကြောင်းပြောကြားထားပါတယ်။စစ်ကောင်စီရဲ့ကတာမျိုးအခြေဆိုင်ချေမြန်တရင်ခမရ309ကတပ်ဖွဲ့ဝင်တွေအင်းတော်ဘက်ကိုစစ်ကြောင်းထိုးလာတာကိုကြိုတင်သတင်းရရှိတဲ့အတွက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အင်းတော်မျိုးကို KIA PDF နဲ့ကျောင်းသားတက်မတော် ABSDF တို့ကပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လကစလို့မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေကြတာဖြစ်ပါတယ်။အဲဒီနောက်အင်းတော်မျိုးနဲ့လေးမိုင်ကအကွာကနဘာလန်းစုံစစ်ကောင်စီစခန်းနဘာကြီးွာဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီစခန်းနဲ့အင်းတော်မျိုးမှရဲစခန်းတွေကိုတော်လိုင်းတက်တွေကတင်ယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာလည်းမြို့မှာနောက်ဆုံးကြံရှိနေတဲ့စစ်ကောင်စီတပ်ဆွဲရာဂျပန်လိုင်းကူကုန်းကိုကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပါသေးတယ်။ကတာမြို့နယ်အတွင်းမှာ အင်းတော်ဘန်မောက်ထီးချိုင်နဲ့ကတာမြို့နယ်တို့ပါဝင်တာပါ။ထီးချိုင်မြို့သိမ်းတိုက်ပွဲကို2023ခုနှစ်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးလက်ရှိမှာတော့တိုက်ပွဲတွေငြိမ်သက်နေပါတယ်။အင်းတော်မြို့သိမ်းတိုက်ပွဲကိုတော့ကာကွယ်ရေးတပ်ဖွဲ့တွေကဆက်လက်တိုက်ခိုက်နေကြပါတယ်ခင်ဗျာ။ ရန်ကုန်အပါအဝင်တိုင်းနယ်ပြည်နယ်ခုနှစ်ခုမှာနေ့ပူချိန်ပုံမှန်ထက်မြင့်တက်နိုင်တဲ့တဲ့ရင်ကိုပြောပြပေးပါမယ်။ရန်ကုန်အပါအဝင်တိုင်းနယ်ပြည်နယ်ခုနှစ်ခုမှာနေ့ပူချိန်ပုံမှန်ထက်မြင့်တက်လာနိုင်တယ်လို့အမျိုးသားညညရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHDM ကတဲ့ရင်ထုတ်ပြန်ပါတယ်။ မတ်လ18ရက်နေ့ကနေ23ရက်နေ့အထိထုတ်ပြန်တဲ့ရသစပတ်မိုးလေဝသခန့်မှန်းချက်မှာမြန်မာနိုင်ငံအထက်ပိုင်းနဲ့အလဲပိုင်းဒေသတွေမှာမတ်လ22ရက်နေ့မှာနေရာကွက်ကြောင်မိုးထစ်ချုံရွာနိုင်ကြောင်းဖော်ပြထားပါတယ်အဲ့ဒီကာလအတွင်းရန်ကုန်တိုင်းမန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းအေရီတိုင်းပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်တွေမှာနေ့ပူချိန်တွေဟာပုံမှန်ထက်မြင့်တက်နိုင်ကြောင်းဆိုပါရယ်။ဒါပေမဲ့တင်းလာရီတိုင်းနဲ့ကချင်ပြည်နယ်တွေမှာ ပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပြီးကြံတိုင်းနဲ့ပြည်နယ်တွေမှာတော့ပုံမှန်အပူချိန်သာရှိနိုင်တယ်လို့ MOHE DM ကအတည်ပြုထားပါတယ်။မတ်လအတွင်းမကွေးတိုင်းနေပြီးတော့ပဲခူးတိုင်း AR တိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တင်းလာရီတိုင်းတွေမှာနေ့အပူချိန်တွေဟာ40ဒီဂရီစင်တီဂရိတ်အထက်မြင့်တက်နိုင်တယ်လို့မိုးလေဝသဆိုင်ရာလေ့လာသူဦးဝင်းနိုင်ကသတိပေးထားပါတယ်။အခုလိုပူပြင်းတဲ့ကာလမှာနေအောင်ကြီးတိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာအလုံးလုံးကြားရသူတွေ တက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေရေတပ်ဆုံးရှုံးမှုများပြီးအပူရှက်ခြင်းဟစ်စတိုကိုခံစားရနိုင်တဲ့အတွက်သတိပြုဆင်ခြင်နိုင်ကြဖို့ကိုလည်းဥဝင်နိုင်ကတိုက်တွန်းထားပါရခင်ဗျာဖလန်းမြုံနယ်မှာတိုက်ပွဲပြင်းထန်နေတဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ချင်းပြည်နယ်ဖလန်းမြို့မှာစစ်ကောင်စီတပ်နဲ့ချင်းညင်အောင်ပူးပေါင်းတပ်တွေကြားဒီကနေ့မတ်လ18ရက်နေ့အထိနှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့မြေပြင်အခြေအနေသိရှိသူတွေက BBC သတင်းဌာနကိုပြောထားပါဗျ စစ်ကောင်စီတပ်ရဲ့တခုတည်းကြန့်ရှိနေတဲ့စစ်တပ်ကုန်းဘော်ကအမှတ်268ခြေလင်းတပ်ရင်းခလာရကိုချင်းညီနောင်နဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေတာလို့စီရေးသတင်းမြစ်ကပြောပါရယ်စစ်တပ်ကလည်းဒီတက်စကန်ကိုမကြောက်အောင်လေကြောင်းကနေပစ်ခတ်ပြီးခုခံကာကွယ်နေတယ်လို့သူကဆက်ပြောပါရယ်ချင်းညီနောင်နဲ့ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ဖလန်းမျိုးကဖျားချောင်းနဲ့စေးုံရှိတဲ့ဂုံးကုန်းကိုစစ်တပ်ကမတ်လဒုတိယအပတ်မှာလေကြောင်းကနေပစ်ကူပြီးတံပြန်ထိုးစစ်ဆင်ခဲ့ပါရယ် ဒီထိုးစစ်စတင်ပြီးတဲ့နောက်နှစ်ဖက်တိုက်ပွဲပုံမှုပြင်းထန်လာတာလို့သတင်းမြစ်ကဆိုပါတယ်။ဒီကုန်းတစ်ခုကိုလည်းတော်လိုင်းဘက်ကထိန်းထားနိုင်တော့မှာပဲလို့သူကအတည်ပြုပြောပါရယ်။အဲ့ဒီဖျားเจ้าနဲ့ဆေးရုံကုန်းနှစ်ခုစလုံးဟာစစ်တပ်ရဲ့ခလာရ268ကုန်းဒီမှာရှိတာလို့သူကရှင်းပြပါရယ်။ တိုက်ပွဲတွင်ဖလန်းမျိုးနီးဖလန်းဟာခါလမ်းပေါ်ကတလန်စာကြီးွာကိုမတ်လ16ရက်နေ့မှာစစ်တပ်ကလေကြောင်းကနေပုံကျဲခဲ့တာကြောင့်ဘာသာရေးအဆောက်အဦနဲ့ဒေသခံနေအိမ်၅လုံးထပ်မံပျက်စီးခဲ့တယ်လို့မြေပြင်သတင်းမြစ်ကပြောပါရယ်။ဒါပြင်ပြီးခဲ့တဲ့မတ်လ14ရက်နေ့ကလည်းဖလန်းမျိုးကနေနှမိုင်ဝင်းကျင်အကွာကစီစာမွာကြီးွာလေလေကြောင်းတိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါရယ်။စစ်ကောင်စီဘက်ကတော့ဖလန်းဘက်က စီးချေနေတဲ့ပတ်သက်လို့သတင်းထုတ်ပြန်လာတာမရှိသေးပါဘူးခင်ဗျာ။ အခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်။ယူကရိန်းရေးထရန့်နဲ့ပူတင်အခုတစ်ပတ်တွင်ဆွေးနွေးမယ်ဆိုတဲ့သတင်းကိုမြစည်းမဝိုင်းတော်သူမက်ကျူချန်ကတင်ဆက်ပေးမှာပါ။ပြည်ရဲ့ရေအတွက်ယူကရိန်းနဲ့ရုရှားတို့လာမယ့်ရှစ်သက်တပတ်တည်းအတွင်းသဘောတူညီချက်ရနိုင်တယ်လို့အကောင့်မြင်မျောလင်းကြောင်းအမေရိကန်အရာရှိတွေကတင်းငွေတွေနေကပြောပါရယ်ဖြစ်လာနိုင်တဲ့အပြည့်ရသဘောတူညီချက်အတွက်တမရနှစ်ယောက်ဖြစ်တဲ့ထရမ့်နဲ့ဗလာဒီမာပူတင်တို့တွေ့ဆုံဆွေးနွေးဖို့မျောလင်းရချိန်မှာ အခုလိုပြောဆိုမှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ Saudi Arabia မှာ Kif နဲ့တွေ့ဆုံမှုအပြီးသုံးနှစ်အကြာစစ်ပွဲကိုရပ်တန့်ဖို့ American ကအခုရက်သက်တပတ်အတွင်းမှာအဆိုပြုလိုက်တာဖြစ်ပါတယ်။ဒီအဆိုပြုချက်ကို Kif ကလက်ခံပါတယ်။ Washington နဲ့ Kiev ရဲ့ဥရောပမဟာမိတ်တွေကလည်း Moscow ကိုအလားတူလက်ခံဖို့ဖိအားပေးနေကြပါဗျ။ Putin ကတော့ဘာပဲဖြစ်ဖြစ်ပြက်ပြက်တတအပြေမပေးသေးပါဘူး။ အဲ့ဒီအစားစီကံချက်တွေကိုတတိတန်းကြီးနဲ့အစိုးပြုချက်အပေါ်အရေးကြီးတဲ့မေးခွန်းတွေ ထုတ်နေပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းပူတင်နဲ့နိုင်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ Trump ရဲ့ယူကရိန်းအရေးအထူးတန်တမန် Steve Witkoff ကတော့သမရနှစ်ယောက်ဟာအခုတစ်ပတ်အတွင်းတကယ့်ကိုကောင်းမွန်တဲ့အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေရှိလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုပြီး CNN ကိုပြောခဲ့ပါတယ်။ ထရမ့်ကလည်းလာမယ့်အပတ်တင်မှာသဘောတူညီချက်တစ်ခုခုရလိမ့်မယ်လို့တကယ့်ကိုမျှော်လင့်ပါတယ်။ရနိုင်ပါတယ်။ဒါကအကြောင်းကိစ္စလို့ကျွန်တော်ယုံကြည်ပါတယ်ဆိုပြီးပြောသွားပါတယ်။ယူကရိန်းသမ္မတဗလိုဒီမာဇယ်လန်စကီကတော့ခရမ်လင်ဟာစစ်ပွဲကိုမရက်ချင်ဘူးလို့စနေနေ့ကဆွတ်ဆွဲပြောကြားလိုက်ပါတယ်။ဘယ်အပြစ်ရစာချုပ်ကိုမဆိုသဘောမတူခင်မော်စကိုကစစ်မြေပြင်အခြေအနေတွေတိုးတက်အောင်အရင်လှုပ်ချင်နေတာလို့သူကတရိပ်ပေးလိုက်ပါတယ်။ ထရန့်က VOA ဝန်ထမ်းတွေကိုအစိုးလိုက်အပြုံလိုက်အလောက်ကနေနားခိုင်းတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ American အသံ VOA နဲ့တခြား American ကထောက်ပံ့ထားတဲ့မီဒီယာတွေကဝန်ထမ်းတွေကိုတမရထရန့်အစိုးရကတနင်္ဂနွေနေ့ကစပြီးအစိုးလိုက်အပြုံလိုက်အလောက်ကခိတ္တနားခိုင်းနေပါတယ်။ဒါဟာကမ္ဘာပေါ်မှာ American ဩဇာကြီးထွားလာအောင် လုပ်ပေးနေတဲ့နေရာမှာအရေးပါတဲ့သတင်းဌာနတွေကိုအခွန်ကြီးပဲကြံအောင်အသေးတက်နေတဲ့ရည်ရွယ်ချက်ကိုပုံမထင်ရှားလာစေခဲ့ပါတယ်။ ဝန်ထမ်းအလုံးကိုခွင်ပေးလိုက်ပြီးတည့်ရဲ့အကြာမှာပဲ contract နဲ့အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေစီကိုလည်း match လကုန်ကစပြီးအလုပ်ကရက်စဲလိုက်ကြောင်းအကြောင်းကြားတဲ့ email တွေပေးပို့ခဲ့ပါတယ်ဝန်ထမ်းအများပြားကရရှိကြောင်း AFP ကိုအတည်ပြုတဲ့ဒီ email မှာလောက်ကင်နေသောအလုပ်ကင်အားလုံးကိုချက်ချင်းရက်စဲရနဲ့ agency ပိုင်းအဆောက်အဦးနဲ့စနစ်တွေအတွင်းဝင်ရောက်ခွင့်မရှိတော့ပါလို့ပါရှိပါတယ် VOA ရဲ့လုံသားအင်အားအများစုဟာဒီလို contract နဲ့နဲ့လုတ်ကင်နေသူတွေဖြစ်ပြီးအများစုကအင်္ဂလိပ်ဘာသာမဟုတ်တဲ့အတန်လွင့်အစီအစဉ်တွေမှာလုတ်ကင်နေကြတာဖြစ်ပါတယ်။လောလောဆယ်လုတ်ကင်နေတဲ့ contract လုံသားဘယ်လောက်ရှိတယ်ဆိုတာကိုတော့မသိရပါဘူး။ပြီးတော့ဒီ contract ဝန်ထမ်းအများပြားဟာအမေရိကန်နိုင်ငံသားတွေလည်းမဟုတ်ကြပါဘူး။အမေရိကန်မှာနေထိုင်ခွင့်ရဖို့ဗီဇာရရှိရေးမှာဒီအလောက်ကင်ပေါ်မိတီနေကြသူတွေဖြစ်ပါတယ်။ VOA ချိန်ပြည့်ဝန်ထမ်းတွေကတော့ဥပဒေအရအကာအကွယ်ပို့ရကြပါတယ်။သူတို့ကတော့ချက်ချင်းအလုပ်ကရက်စဲခြင်းမပြုသေးဘဲအုတ်ချိုရေးပိုင်းကခွင့်မဲ့ပေးထားပြီးအလုပ်ဆက်မလုပ်ဖို့ပြောထားပါတယ်။ American အတန်ကိုဒုတိယကမ္ဘာစစ်ကာလကစတင်တည်ထောင်ခဲ့တာဖြစ်ပြီးမီဒီယာလွတ်လပ်ခွင့်မရှိတဲ့နိုင်ငံတွေကိုသတင်းတွေရောက်ရှိစေဖို့အတွက်ဘာသာစကားပေါင်း49ခုနဲ့အတန်လွှင့်နေတာဖြစ်ပါတယ်။ အခုလို VOA ဌာနကြီးဟိုမြောက်ဒီမြောက်ဖြစ်နေချိန်မှာအစီအစဉ်တချို့ဟာလွှင့်စရာအစီအစဉ်တွေမရှိလို့တချင်းတွေပဲဖွင့်ပေးနေတာတွေ့ရပါတယ်အင်ဖြူတော်ကစနေနေ့ကထုတ်ပြန်တဲ့ကြေညာချက်မှာတော့အခွန်တန်းပြည်သူတွေဟာ radical ဝါဒဖြန့်ချီချက်တွေကိုတန်တန်းဆွဲဖြစ်နေစရာမလိုတော့ပါဘူးလို့យေတာထားပါတယ်။ communist စန့်ကျင်ရည်ွယ်ချက်အတွက်ကာလကြာမြင့်စွာကတည်းကတီထောင်ဖွဲ့စည်းထားတဲ့တီကြီးလာတဲ့ VOA အပေါ်အခုလိုမျိုးဝေဖန်တိုက်ခိုက်မှုဟာ Trump မတိုင်ခင်ကအလွန်ကြုံတောင့်ကြုံခဲ့ဖြစ်ပါတယ်။ သူ့ဘော်သတင်းဖော်ပြမှုတွေလုပ်နေတဲ့မီဒီယာတွေအပေါ်ထရန့်ကခုလိုပုံမှန်တိုက်ခိုက်လေရှိတာပါသတင်းစာတိုက်မူဝါဒလွတ်လပ်မှုရှိအောင် အာမခံပေးထားတဲ့မီတာစနစ်ထားရှိတဲ့ VOA အပေါ်ဘာကြောင့်ပတ်စံပေးเสียလို့လဲလို့လဲသူကမေးခွန်းထုတ်ပါတယ်အနောက်နိုင်ငံတွေကထုတ်လွှင့်တဲ့သတင်းတွေနဲ့ပြိုင်ဆိုင်ဖို့တရုတ်နဲ့ရုရှားတို့ကအကြီးအကျယ်ရင်းနှီး မြှုပ်နှံမှုလုပ်နေချိန်မှာအခုလိုအမေရိကန်ရဲ့မီဒီယာအသုံးစရိတ်ဖြတ်တောက်မှုတွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရကစုစည်းတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်ဈေး2100ကျပ်ပြင်ပပေါက်ဈေး4440ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်ဈေး 1589ဒသမ46ကျပ်ပြင်ပပေါက်စီ3328ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စီ1288ဒသမ58ကျပ်ပြင်ပပေါက်စီ4811ကျပ်ဒိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စီ62ဒသမ33ကျပ်ပြင်ပပေါက်စီ133ဒသမ ခွန်3ချက်မလေးရှားတပင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စေ485တတမ22ချက်ပြင်ပပေါ့စေ969ချက်ပေါ့စေရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်သည်အသင်းတတ်မှတ်စေ54သိန်း8000ချက်ပြင်ပပေါ့စေ68သိန်းချက်စကားပဲတစ်ချက်သားကို ရွှေကုံတဲ့တင်းသတ်မှတ်စီ53,3500ကျပ်ပြင်ပပေါင်စီ63သိန်းကျပ်ပေါင်စီရှိပါတယ်ပေါ်ပြပါရွှေစင်းနှုံတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစဉ်နှုန်းတွေကတော့ဒီဇယ်တလီတာကို2655ကျပ်ပရီမီယံဒီဇယ်တလီတာကို3285ကျပ်အော်ဒိတ်92တလီတာကို 3080ကျပ် Audit 95 liter ကို3135ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စီ6895ကျပ်ပြင်ပပေါက်ဈေး1500ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် မြစီမ Prime Time မြစီမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ